အားလုံးပဲမင်္ဂလာပါရှင်။ Mulan Entertainment Channel ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုပြောပြပေးသွားမယ့်ပုံပြင်လေးကတော့ကြက်ဦးကြီးပုံပြင်ပဲဖြစ်ပါတယ်။တခါတော့ကတော့အုပ်ကြီးတစ်ခုရှိပါတယ်။အဲ့ဒီတော့အုပ်ထဲမှာကြက်ဦးကြီးတစ်ကောင်လည်းရှိတဲ့ကျဥကြီးဟာအချမ်းစွာနဲ့ရှာဖွေစားတော့ပြီးနေထိုင်နေတာပေါ့။ဒီနေ့မှတော့မျက်မှောက်ဆိုးတယောက်ဟာအဲ့ဒီတောအုပ်ထဲကိုရောက်ရှိလာပါတော့တယ်။ မျက်မှောက်ဆိုးကကျက်ဦးကြီးကို တွေ့မြင်သွားခဲ့ပါတယ်။ကျက်ဦးကြီးတကောင်ပါလား။ငါအလွယ်တကူဖမ်းလို့ရပြီ။ဟိဟိဆိုပြီးတော့မှောက်ဆိုးကကြံလိုက်ပါတယ်။မှောက်ဆိုးဟာ သူ့မှာပါလာတဲ့အစာတွေကို မြေတလင်းပြောင်ပြောင်မှာပုံချလိုက်တယ်။ပြီးတော့ကြော့ကွင်းထောင်လို့ဖမ်းတော့တဲ့။ဒါပေမဲ့ကျက်ဦးကြီးကမှောက်ဆိုးချထားတဲ့အစာကိုလာမစားဘူးဖြစ်နေတယ်။ဒါနဲ့မှောက်ဆိုးကနေရာပြောင်းပြီး ဆန်စပားစီတွေကိုချထားကြည့်ပြန်တယ်။ဟေးဒါလဲလားမစားပြန်ဘူးဒုက္ခပဲ။ကျအူကြီးဟာမုတ်ဆိုးချထားတဲ့အစာအပုံလိုက်ကိုလှဲ့တောင်မကြည့်ပဲနဲ့အမိုက်တရိုက်တွေကိုသာရက်နေလိုက်ပါတယ်။အမိုက်ဖုံမှုတွေချတဲ့ကအနှဲငယ်သာရှိတဲ့အစာကိုပဲရှာဖွေစားတောင်းနေခဲ့ပါတယ်။ဟင်းဆိုပြီးတော့မုတ်ဆိုးကလည်းမခံမရနိုင်ဖြစ်နေခဲ့တာပေါ့။ငါကြွေတဲ့အစာကိုမစားရင်လည်းနေပါစေပေါ့ ူအစာဝရင်အပင်တပင်ရဲ့အကိုင်းမှနားနေတော့မှာပဲကျင်းသေးတယ်ဆိုပြီးတော့မုတ်ဆိုးကလည်းပြန်တွေးလိုက်ပါတယ်။ဒါနဲ့မုတ်ဆိုးဟာသူ့ခန္ဓာကိုယ်ကိုသိရွက်တစ်ခတ်တွေနဲ့ဖုံးအုပ်ပြီးတော့တစ်ပင်ရောင်ဆောင်နေလိုက်ပါတော့တယ်။ပြီးတော့ချက်ဦးကြီးရဲ့အနာကိုတိုးကပ်သွားတဲ့မုတ်ဆိုးဟာလာမနာမချင်းချက်ဦးကြီးအစာရှာရအနောက်ကိုတကောက်ကောက်လိုက်နေပါတော့တယ်။ဒီလိုနဲ့သူဟာတနေကုန်တစ်ပင်ရောင်ဆောင်ပြီးတော့ဆောင်နေလိုက်ပါတယ်။ ချက်ဦးကြီးအစာဝသွားတဲ့အခါလေထဲကိုပြန်တက်သွားပြီးငါဟာဒီအရွယ်အထိစားခဲ့ဘူးတဲ့အစာတွေဟာစုပုံနေတဲ့အစာဆိုတာငါမတွေ့ဘူးမစားခဲ့ဘူးပါဘူးနားနေခဲ့ဘူးတဲ့တစ်ပင်ပေါင်းလဲမနှဲခဲ့ဘူးဒါပေမဲ့တစ်လိုလှုပ်ရှား၍လျားနေတဲ့တစ်ပင်မျိုးတော့ငါမကြားဘူးမမြင်ဘူးမနားခဲ့ဘူးပါဘူးလို့ချက်ဦးကြီးကပြောလိုက်ပါတယ်ဒါကြောင့်ငါဟာတစ်လိုတစ်ပင်မျိုးမှာဘယ်တော့အခါမှနားလိမ့်မယ်မထင်နဲ့ တဦးကြီးဟာပြောပြတာနဲ့ဝေယအရက်ကိုချက်ချင်းပဲပြန်တက်သွားပါတယ်။အကြမ်းမြင့်ဘ ഹു တုတာရှိတဲ့တဦးကြီးကြောင့်မုတ်ဆိုးခမလက်လျှော့ပြီးတော့ပြန်လာခဲ့ရပါတော့တဲ့ကွယ်။ဒါကြောင့်အကြမ်းမြင့်ဘ ഹു တုတာများချင်းကမင်္ဂလာတပါဖြစ်ပါတယ်။အဆုံးထိနာဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။စိတ်ဝင်စားစရာပုံပြင်လေးတွေကိုနားထောင်ချင်တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါအောင်ရှင်။ ားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။